ကမ္ဘာအကြီးဆုံးပင်လယ်ဇာကြီးများနံပါတ်၁အနေနဲ့ကတော့ကမ္ဘာအကြီးဆုံးပြည်ကြီးငါးပဲဖြစ်ပါတယ်အစားအသောက်ချစ်သူတွေကတော့ဒီနှစ်မယ်ကြားတာနဲ့ကိုဘိုက်တီပါစားသွားနိုင်ပါတယ်ဟော့ပေါ်တွေမှာထည့်စားလိုက်ရရင်ဘလောက်တောင်ကောင်းလိုက်မလဲလို့တွေးနေမှာဒါပေမဲ့ဒီပြည်ကြီးငါးကြီးကတော့တစ်ခေတ်တစ်ခါတော့ငါပင်လယ်ထဲမှာတောင်းချမ်းခဲ့ဘူးတယ်ဒဏ္ဍာရီလာတတ္တဝါကြီးဖြစ်ပါတယ်တစ်ချိန်လုံးကတင်မောသားတွေကြောက်ခဲ့ရတဲ့ကောင်းကြီးဖြစ်ပြီးတော့တင်မောလူစည်းစာလောက်ထိကြီးတယ်လို့ခံမှန်းကြပါတယ်ကကကငွေမြင်အောင်ပြောရရင် Pirates of the Caribbean စကားထဲမှာ Jasper တို့ကိုဝါးစားသွားတဲ့ကောင်မျိုးဖြစ်ပါတယ် ဲဒီကောင်းကြီးအကြောင်းကပုံမြင်ဇလန်းတွေမှာခဏခဏပါလေးရှိပြီးတော့အကုန်လုံးလည်းရင်းနှီးပြီးသားဖြစ်မှာပါဒါပေမဲ့တကယ်လက်တွေ့မှာတသက်ပြနိုင်တဲ့အချက်မရှိသေးတာကြောင့်ဒီကောင်ကြီးကလည်းပါဇက်ရာဆိုဝင်ပဲဖြစ်ဖို့များပါတယ်။တေချာတာတစ်ခုကတော့တခေတ်မှသာတကယ်ရှိနေအောင်မယ်ဆိုရင်ဟော့ပေါ့အိုရဲကိုအမြန်ဆုံးရောက်ရှိသွားမှာဖြစ်ပါတယ်။နံပါတ်နေနေနေကတော့ဘလွတ်ပါ။ဒီကောင်ကြီးကိုတော့စီအီတာဆိုပြီးတော့အများစုကသိထားကြပါတယ်။နံပါတ်ကြားရင်တော့ပင်လယ်ဝေါ်တောင်စားတဲ့ကောင်ကြီးဆိုပြီးတော့အထင်ကြီးသွားမှာပါ။ ဒါပေမဲ့ဘလို့ဆိုတာဘယ်တော့မှမရှိခဲ့ဘူးတဲ့စိတ်ကူးရင်တတဝါတစ်မျိုးဖြစ်ပါတယ်။တကယ်တော့ဘလို့ဆိုတာအကောင်ကြီးတကောင်ကိုပြောတာမဟုတ်ဘဲနဲ့အတန်ကြီးတန်ကိုပဲဆိုလိုချင်တာပါ။အတိအကျပြောရရင်1998ခုနှစ်တုန်းကပစိဖိတ်သမုဒ္ဒရာတွေကနေမတော်တဆဖမ်းမိခဲ့တဲ့အတန်တူကြီးကိုပြောချင်တာဖြစ်ပါတယ်။အတန်ကတတဝါကြီးတစ်ကောင်ရဲ့အတန်နဲ့လုံးဝကိုဆင်တူနေတာကြောင့်ရင်းနှီးပိုင်းကအကောင်ကြီးတစ်ကောင်ကဖြစ်လိမ့်မယ်လို့ဝိုင်းပြီးတော့ကောက်ချက်ချလိုက်ကြပါတယ်။ အဲအဲ့ဒီကနေစပြီးတော့ဒီကောင်ကြီးရောအမျိုးမျိုးပုံဖော်ကြည့်ရင်ကနေဒီဘလူးဆိုတဲ့ကောင်ကြီးဖြစ်လာခဲ့တာပါတကယ်တော့အဲ့ဒီတန်ဘယ်ဟာထွက်လာတယ်လဲဆိုတာကိုကျွန်တော်လည်းမသိသလိုကျွန်တော်ကောင်မလေးလည်းမသိနံပါတ်3နေနေကတော့ Agram Maya ပါဒီကောင်ကြီးကတော့တစ်ချိန်တုန်းကမာယာလူမျိုးတွေကိုးကွယ်ခဲ့ဘူးတဲ့ရေတတဝါကြီးဒီကောင်ဖြစ်ပါတယ်မာယာရင်ကျိမှုနဲ့ဆက်သွယ်နေတဲ့ဒနာအီလာတတဝါကြီးဖြစ်ပြီးတော့မီတာ6ကျော်ကြီးရှိတယ်လို့သိရပါတယ်ဒီကောင်ကြီးကလည်းနေလင်းအောင်လုံးဝမဝင်နိုင်နဲ့ပင်လယ်ရဲ့အနောက်ပိုင်းတွေမှာကျဆားနေထိုင်ပ ပါဇက်ကခနာကိုထပ်ပူကြီးတဲ့အလားတန်ရှိပြီးတော့သွားချောင်းတသိန်းလောက်လဲပါတယ်လို့သိရပါတယ်။ရှေးခေတ်တင်မောသားတွေကတော့ပင်လယ်ကြီးကပြုံးပြနေပြီဆိုရင်အောက်တက်တဲမှာဒီကောင်ကြီးရှိနေလို့ဆိုပြီးတော့တမုတ်ကြပါတယ်။ဒါပေမဲ့ဒန်သာကြီးလာလို့ပြောလိုက်ခရေကလူချင်းမဲနဲ့တူမလို့ပဲမဖြစ်နိုင်ဘူးကပို့ပြီးတော့များသွားပါပဲ။နမလေးနေနေကတော့ကတူလူပါ။အကြီးဆုံးရေတတော်ဝါတွေအကြောင်းပြောမယ်ဆိုရင်ဒီကောင်ကြီးကိုလည်းမေ့ထားလို့မရပါဘူး။ တခါတော့ကနောက်ကိုရီးယားနိုင်ငံကဂျပန်ပြင်လယ်ပြင်တွေကိုစမ်းသပ်ဒုံးကျည်တွေပစ်လွတ်ခဲ့ပါတယ်။အဲဒီတုန်းကအမေရိကန်နဲ့မြောက်ကိုရီးယားညှိနေတဲ့အချိန်ဆိုတော့အမေရိကန်ဘက်ကနေလည်းနျူကလ িয়ার ရင်ငုတ်သမောင်းကြီးတစ်စီးပြန်လွှတ်လိုက်ပါတယ်။အကန်ဆိုးစွာနဲ့ပဲအဲ့ဒီတင်မောကလန်တဝက်မှာပဲဖျက်ဆီးခံလိုက်ရပါတယ်။ဘယ်သူဘယ်ဝါဖျက်ဆီးသွားသလဲဆိုတာကိုမသိရပါပဲ။အမေမသိရာကြီးတစ်ခုကတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့အမေရိကန်ဒီဘက်ကသတင်းလွှင့်ခဲ့ပါတယ်။ကောလာဟာလာတွေကတော့ဒီကတူလူဆိုတဲ့ကောင်ကြီးဖြက်စီးသွားခဲ့တာလို့ဆိုကြပါတယ်။ဒါပေမဲ့ကောလာဟာလာဆိုတော့ကောလာဟာလာပဲဖြစ်ဖို့များပါတယ်။ တကယ်တော့ကတူလူဆိုတာစာရေးဆရာတယောက်စိတ်ကူးရင်ဖန်ဆင်းထားတဲ့ဇက်ကောင်ကြီးတစ်ခုဖြစ်ပါတယ်။အဲစိတ်ကူးရင်ဇက်ကောင်ဆိုပေမဲ့ကတူလူကိုကိုးကွယ်တဲ့ဘာသာရေးအုပ်စုတွေတောင်ကမ္ဘာအနှံ့အပြားမှာရှိနေပါတယ်။အဲဒီကောင်ရဲ့မျက်နှာကကြီးမားတဲ့ရေးပွဲပုံတံရှိပြီးတော့လူလူမျိုးလက်တွေ၆လောက်တွေလည်းပါတယ်လို့သိရပါတယ်။ညင်သာအောင်ပြောမယ်ဆိုရင် Mobile Legend တွေကဘိန်းလူမျိုးအကောင်ကြီးဖြစ်ပါတယ်။ဒါကြောင့်ဒီကောင်ကြီးမြင်မှုကျင်နေဆိုရင်တော့ Mobile Legend သာပြေးစောကြဖို့အကြံပေးကြပါတယ်။နံပါတ်9အနေနဲ့ကတော့ SCP-179 ပါ။ ဒီကောင်းကြီးကတော့ SCB Foundation ကနေရှာတွေ့ခဲ့တဲ့ကမ္ဘာအကြီးဆုံးပင်လယ်ရေးတတ္တဝါကြီးဖြစ်ပါတယ်။လာဗိုင်ယာတန်လို့လည်းခေါ်ဆိုကြပြီးတော့ကြောက်ခစ်တုံးကချက်စားခဲ့တဲ့မွေမျိုးစိတ်ဖြစ်တယ်လို့သိရပါတယ်။တချို့ကတော့မျိုးတုံးသွားပြီလို့ဆိုကြပါမယ်။တချို့ကလည်းအခုထိရှိနေသေးတယ်လို့ဆိုကြပါတယ်။အဲဒါဆိုရင်ဘာဖြစ်လို့သူ့အကြောင်းမှတ်တမ်းတွေမရှိရသလဲဆိုရင်တော့အလွန်ကြီးမားတဲ့တတ္တဝါကြီးဖြစ်နေလို့ပါ။ဘလောက်တောင်ကြီးသလဲဆိုရင်သူ့ကိုယ်ပေါ်မှာလမ်းတက်ရှောက်နေရဆိုရင်တော့မှတာမန်မြေကြီးလိုပဲထင်ရလောက်တဲ့အထီကိုကြီးမားတာပါ။စစ်တမ်းတွေရဆိုရင်လန်ဒန်မြို့တစ်မြို့စာလောက်ထိကြီးတယ်လို့သိရပါတယ်။ ဲဒါကြောင့်ဒီကောင်ကြီးဘယ်လိုပုံစံနဲ့ရှိတယ်လဲဆိုတာကိုအာကာသကနေတက်ကြည့်မှပဲမြင်ရမှာဖြစ်ပါတယ်ဒီကောင်ကြီးကလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်ကတည်းကကျွန်းကြီးတစ်ကျွန်းရဲ့အောက်မှာအိပ်ပျော်နေခဲ့တယ်လို့ဆိုကြပါတယ်ကြည့်ရတာမြမာပြည်ကကာလနဂါးနေတော့ခက်ဆစ်စင်လေးတူပါတယ်အဆုံးထိကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်